ဒုညာကိုအပိနာဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။စာရေးဆရာမကြီးဂျူးရဲ့ကျေစင်တရာကမ္မနှင်းဖြူအပိုင်း၃ကိုဆက်လက်တင်ဆက်ဖတ်ပြပေးသွားပါမယ်။ဂျူးကျေစင်တရာကမ္မနှင်းဖြူအပိုင်း၃ ာစာတအုပ်ဖတ်ပြီးသားတော့လဲမှတ်တမ်းကမစုံသေး။ဤစာအုပ်တွင်ဖေဖေရေးမှတ်ထားသမျှနောက်ဆုံးရက်စွဲမှာအော်တိုဘာလ17ရက်ဖြစ်သည်။စာအုပ်ဤနောက်ဆုံးစာမျက်နှာတွင်ဖေဖေရေးလက်စာအကြောင်းအရာမစုံသေးပါ။အထံသမားအမျိုးသမီးတယောက်ဤခြေထောက်ကအနာကိုဆေးထည့်ပေးသည့်ကိစ္စကိုရေးထားခြင်းဖြစ်သည်။ထို့နောက်ဝတ်ကြတော်ဆုံးသည်။အကြောင်းအရာကမပြီးဆုံးသေးဟု ကျွန်တော်ခံစားရသည်။နောက်ထပ်ရေးသည့်စာကြောင်းများသည် နောက်မဆုစာအုပ်ထဲမှာလားနောက်မဆုစာအုပ်နဲ့မမေပြောသည့်မီနော်တာကင်မရာကဘယ်မှာလဲလေးပြရရရောဒါအကုန်ဟုတ်မထင်ပါနောက်ထပ်လေးပြများရှိဦးမည်အကြောင်းမှာလေးပြနံပါတ်2နဲ့တွေ့ရှိချက်အကြောင်းအရာတွေမှတ်တမ်းတွေမှာကနံပါတ်40ကျော်နေခဲ့သည်ဖေဖေတောင်အောက်သို့ကျသွားသည်ဆိုသောနေ့မှာ16ရက်နေ့ဖေဖေမှတ်တမ်းက17ရက်မှာဆုံးသွားသည်နောက်ထပ်6ရက်စာမှတ်တမ်းကို ဖေဖေမရေးခဲ့ဘူးလားရေးခဲ့လျင်ဘမရေးခဲ့တယ်လဲကျွန်တော်တယောက်တည်းဓာတ်ပုံတွေလေးပြားတွေမှတ်တမ်းနေနေခြားခြားလဲမူဝင်နေခြင်းတွင်မိမိသည်တစ်ဖက်ကတည်းမှအိပ်ပျော်နေခဲ့ပြီဖေဖေလမ်းပြကြီးဤနမည်မှာဦးအကူဖီရန်ဖြစ်သည်ပန်းနန်းတင်ရွာသားရဝံအမျိုးသားကြီးဖြစ်သည်ရုပ်ရည်တန်ပြန်ကြည့်ကောင်းသည်ဟုဖေဖေမှတ်ချက်ချထား၏သူ့ကိုဓာတ်ပုံရိုက်သည့်အခါအနှဲငယ်များမပြုံးပါနဲ့ ကျွန်တော်ဒီပြပြတပ်ပုံများထဲမှာဥအကူပြရန်ဖြစ်နိုင်သောတစုံတရာကိုလိုက်ရှာကြည့်ပါသည်။ရုပ်ရည်တန်ပြန်အနှဲငယ်များမပြုံးသောရဝံအမျိုးသားကြီးဥအကူပြရန်နောက်ဆုံးမှာဖြစ်နိုင်သောတယောက်ကိုတွားတွေ့သည်။နှုတ်ခမ်းမွေးဆုဆုမဲမဲပါဇက်ပိတ်ဆိတ်ထားပြီးကင်မရာစီသို့ရှုတည်တည်ကြည့်နေသောအသက်50ခန့်သို့မဟုတ်50ထက်ငယ်ချင်းငယ်နိုင်သောလူတယောက်မျက်လုံးတွေကတောက်ပါသည်။လျှို့ဝှက်ဟန်ရှိသည် ကျွန်တော်ဖေဖေအောက်ပြုတ်ကျသွားတာကိုသိလိုက်တော့တူရဲတော့လူဒီလိုပဲဖြစ်ရမယ်သူ့မျက်လုံးတွေမှာခွန်အားရှိနေသည်ထိုညကကျွန်တော်ဖေဖေကရင်ပေါ်မှာအိတ်သည်အိတ်သည်ဟုပြောမိအစားအိတ်ဖို့ကြိုးစားသည်ဟုပြောအမည်ထင်ပါသည်အเจ้าမှာမိုးသာလင်းသွားရောကျွန်တော်တမေးမှအိတ်မပြောလိုက်ရတော့ကြောင်ဖြစ်သည်နောက်တနေ့နနက်တွင်ကျွန်တော်ဘဝဤအရေးကြီးကိစ္စရှေ့နောက်အစီအစဉ်တွင်ကြောင်းလဲသွားခဲ့သည် ကျွန်တော်ဆုံးဖြတ်ချက်ကိုမမေရာဖွင့်ပြောပြတော့မမေအလံတကြားဖြစ်သွားပါသည်ဘယ်ကိုသွားမလဲတာရေခဲတော်နေစီကိုမမေမမေဒီကျွန်တော်အာမမြင်မှုသည့်သစင်းတရားကိုကြည့်တယ်လို့စစ်စစ်အကဲခတ်ကြည့်လေသည်ဒါဘယ်လိုစကူးပောက်သွားလိုက်တာလဲဟွန်းသားမတော်ရပါဘူး။သားသွားမယ်မမေ။ဘာအတွက်လဲသားရဲ့။ဖေဖေကိုရှာဖို့ဟု ပြောလိုက်ခြင်းသည်။သို့တော့ဒီထက်ရုတ်တိတန်သော လက်ခံနိုင်သောအဖြေတစ်ခုကိုပေးမှဖြစ်မှာပါဖေဖေကဖြစ်ခဲ့တယ်လဲဆိုတာသိရဖို့ပေါ့မမေခါးခါးတီးတီးညင်းဆန်ရင်6နှစ်တောင်ကြာခဲ့ပြီလေသားဘာမှမထူကြတော့မင်းဖေကတေဝါခဲ့ပြီပဲကျွန်တော်မမေမျက်နှာကိုစူးစူးဆိုက်ဆိုက်ကြည့်လိုက်မိသည်ဒီတစ်ချိန်ပဲတေသွားခဲ့ပြီဟူသောစကားကို မမေထံမှကြားရပါသေးသည်တေသွားခဲ့ပြီတေသွားခဲ့ပြီဟု မမေတကယ်ယုံကြည်ပါသလားကျွန်တော်မေးခြင်း၏ သို့တော်မမေးရပါတေးတယ်ဆိုရင်လည်းအလောင်းတော်တွေ့ရမှာပေါ့မမေဟဲ့တေးတဲ့အလောင်းတွေ့ရမယ်လို့နင့်ဘသူပြောလဲမမေကကျွန်တော်ပခုံးကိုစိတ်လိုက်မှန်ပါဆွဲလှဲ့ဤမမေမျက်ဝန်းမှာမျက်ရည်တွေကိုကျွန်တော်မြင်ရသည်နှင်းတောင်တွေကြောက်ကပားတွေရေခဲအက်ွယ်ချောင်းတွေနဲ့လူတယောက်ကိုနှစ်ပေါင်းထောင်နဲ့ချီပြီးမြုပ်ွယ်ပြောင်ဆုံးသွားစေတဲ့နေရာမမေသိတယ်။တားဖြစ်ဖြစ်ကိုတားတွေ့မှာမဟုတ်ဘူး။စိတ်ကူးမရင်စမ်းမှနဲ့တားရဲ့ ဖေဖေကိုမတွေ့ရရင်လည်းဖေဖေနောက်ဆုံးအသက်ရှင်ခဲ့တဲ့နေရာကိုသာသိကျင်နေမယ်မေဖေဖေအဲ့မှာဘာတွေတွေ့ခဲ့လဲဖေဖေဘာဖြစ်လို့ရုပ်တရက်ပျောက်သွားရလဲဖေဖေပဲကြပြီကျန်တဲ့လူတွေကဘာလို့မကြခဲ့ရလဲဖေဖေဘာဖြစ်သွားရလဲကျွန်တော်သိရမှဖြစ်မှာပေါ့ကျွန်တော်အသက်မရှူပဲဇက်တိုက်ပြောချပလိုက်တယ်မိမိဒီထမင်းစပွဲစွန်းကိုတင်းတင်းဆုပ်ကန်လျက်ကလထိုင်မှာခွေလျော့စွာထိုင်ချလိုက်သည်ဒါမှသာအဲ့ဒီစိတ်ကူရှိတာမဟုတ်ပါဘူးဒါရဲ့မိမိလွန်ခဲ့တဲ့6နှစ်ခရေကအဲ့ဒီစိတ်ကူရခဲ့တာ သူကြသွားခဲ့တယ်ဆိုတဲ့နေရာကိုသွားရှာဖို့သူတကယ်သိမသိသိဖို့သူ့အလောင်းကိုရှာဖို့မေမေတခဏအသက်ပြင်းပြင်းရှူလိုက်တယ်နောက်ဆုံးပေါ်သားရဲ့အလောင်းကိုနှင်းတွေဖုံးနေလို့ရှာမတွေ့နိုင်ခဲ့ဘူးဆိုရင်တော့သူကြသွားတဲ့နေရာမှာမေမေတခုခုတော့တွေ့မှာပဲလို့ထင်နေခဲ့တယ်ဒါပြင်မေဘာလို့မသွားခဲ့ရလဲမေမေကျွန်တော်အားခက်စင်းစင်းတစ်ချက်ကြည့်ပါသည်ဘာဖြစ်လို့လဲဆိုတော့ဒါမဖြစ်နိုင်အောင်ဆရာမေမေအစိုးရတွေကတိခဲ့လို့ပေါ့ တကယ်အဖြစ်ပြက်ဆိုတာစေကူးရင်ဝိထုတွေလို့ကိုယ်ဆက်သိမ့်စေခြင်းတလို့မသိဘူးသားအဆုံးလို့မထင်ရတဲ့အဆုံးနဲ့အများကြီးရှိတယ်။သားပြပြရဲ့ဘွားအဆုံးသက်သွားပါပြီသားရဲ့ဒီထက်ပိုပြီးဆက်လို့မရတော့ပါဘူးစိတ်ကိုလျှော့လိုက်စမ်းပါမလျှော့နိုင်ဘူးမေမေမေကဒီတိုင်းထားနိုင်မယ်မေသားမထားနိုင်ဘူးသားမေမေမျက်လုံးတွေမှုန်ပိုင်းသွားပြီသားဘယ်နဲ့ပြောလိုက်တာလဲ မမေမကြောင့်မသွားခဲ့ရလဲဆိုတာသိတယ်မမေကအမှန်တရားအောင်မှရင်မဆိုင်ရဲပဲကျွန်တော်မပြောတင်မန်းတီးလျက်နေမယ်စွတ်တင်ပြောချလိုက်မိပါသည်ဖဖေသိပြီဆိုရင်လည်းဖဖေလောင်းမမေမမြင်ဘူးမတွေ့ချင်ဘူးဖဖေမသိဘူးဆိုလို့ရှိရင်လည်းဒီလောက်နှစ်တွေကြာဖဖေဘာလို့ဇက်မြုပ်ပြီးပုန်းဆောင်နေလဲဆိုတာမမေမသိချင်ဘူးမမေအပြင်နောက်ထပ်တရားနာကိုလိုက်သွားပြီလားမမေမသိချင်ဘူးအုတ်ကမမေကထမင်းစပွဲကိုဗျံကနေပုတ်ပြစ်လိုက်တဲ့ဖြင့်စပွဲပေါ်ကကော်ဖီပကံတွေလှုပ်ခါသွားသည် ကျွန်တော်အတန်လဲတိကနေရက်သွားပါသည်။တားကမမေကိုစော်ကားချင်တာလား။ဒါမှမဟုတ်တေသွားတဲ့အဖေကိုစော်ကားချင်နေတာလား။မမေအတန်တုံရင်နေခဲ့၏။မမေဘာလို့ဖေဖေပြောင်းဆုံးသွားတာကိုဒီအတိုင်းလက်ခံယူခဲ့သလဲ။မကြေမနက်ဖြစ်မိနေသဖြင့်မမေကိုသတိလက်လွတ်ပြောလိုက်မိသောစကားများမှားကုန်သည်။ကျွန်တော်စိတ်မကောင်းဖြစ်သွားပါသည်။ဒါမမေတို့စော်ကားတဲ့အိဗယ်နဲ့ပြောလိုက်တာမဟုတ်ဘူးမမေအမှန်တရားကိုမမေရင်မဆိုင်ရဲဘူးလို့ ဒါပါဘလို့ပြောလိုက်မိရဲဆိုတာဒါသိတယ်တကယ်ရင်ဆိုင်ရတာဒါပါဖေဖေမသေးပါစေနဲ့လို့ဆုတောင်းမိတဲ့အချိန်ကြီးအများကြီးမိမနဲ့တအားကိုပြစ်ပြီးတည်တယ်လို့တင်းလွှင့်ပြီးတခြားမိန်းမတယောက်ကိုတွေ့နေမဲ့စားတည်သွားတာပဲဖြစ်ပါစေလို့ဆုတောင်းမိတဲ့အချိန်ကြီးလည်းအများကြီးပဲအဲ့ဒါဒါဖြစ်နေတာတွေပါဒါကမဖြစ်နိုင်တာဘူးမျောလင်းကျင်နေတာဘူးမမေကိုဖြစ်သွားတာလည်းမဖြစ်စေချင်တည်သွားတာလည်းမဖြစ်စေချင်အဲ့လိုနဲ့ခုထိကြအောင်တော့ဝင်ဝင်နေခဲ့ရတာ ါလေးထပ်ပို့ပြီးတီးမခံနိုင်တော့ဘူးမမေဖြစ်မှန်အောင်ဒါတီးရမှဖြစ်မယ်အဲဒါကြောင့်ဒါလိုက်ကိုလိုက်တာမှဖြစ်မယ်ကျွန်တော်စိတ်ကိုတင်းကျပ်နေအောင်ချုပ်တီးထားရသဖြင့်အာကောင်တွေဆက်ကလေချောင်းတွေနာကျင်လာသည်ကျွန်တော်မဟုတ်ခြင်းပါဖေဖေအတွက်ကျွန်တော်လွန်ခဲ့သည့်6ရက်ကမျက်ရည်ချောင်းငိုရှိုက်ခဲ့ရပြီယခုအခါဖေဖေကိစ္စကအနေထိုင်သွားခဲ့ပြီကျွန်တော်လဲ15နှစ်16နှစ်သားအရွယ်ဆယ်ကျော်တက်မဟုတ်တော့ပါကျွန်တော်အသက်20ကျော်ခဲ့ပါပြီ။ ကျွန်တော်လူကြီးဖြစ်ပြီးဖောက်ရင်တရားကြီးအဖြစ်မှန်ကို ဖြူမဲသဲကွဲစွာသိဖို့လိုအပ်သောအရွယ်ရောက်ပြီအမှန်ကိုရင်ဆိုင်နိုင်စွမ်းသောအရွယ်သို့လည်းရောက်ပြီကျွန်တော်ဘဝတွင်ဘာမှညာမှမသိရသောကွက်လက်ကြီးတစ်ခုဖြင့်လစ်ဟာနေခဲ့သည်မှာ6နှစ်ရှိပြီထိုကွက်လက်ကိုဖြည့်ဖို့အချိန်ရောက်ပြီဟုလည်းကျွန်တော်သိပါသည်ဒါတာဘာတွေပြောနေရလဲတာဖြစ်ပြီကတာမောကနေပြုတ်ကြပြီးတိတ်သွားခဲ့တာလေအဲ့ဒါအမှန်ပဲအဲ့ချက်ပို့ပြီးမှန်တဲ့အရာကိုတာမမျှော်လင့်နဲ့ ဒါအမျော်ကြီးမျော်ပြီးဘာမှမတွေ့ခင်ဒါစီစင်းရရမှာပေါ့မေမေကကျွန်တော်လက်ဖျားများကို တင်းတင်းဆုပ်ကန်လိုက်ကျွန်တော်လက်ဖျားတွေအေးဆက်နေခဲ့ပါသည်ဒါခံနိုင်ရင်ရှိပါတယ်မရှိပါဘူးဒါဟိုရောက်တဲ့အခါဘာလို့တွေ့မလဲမေမေအခုကလေးကတိနေတယ်မျက်စိတစုံနှင်းတွေနဲ့ဖုံးနေတယ်ရေရဲပြင်းကြီးတွေပဲတွေ့လိမ့်မယ်ဒါပြပြရဲ့ခြေရလက်ရဘာမှတွေ့မှာမဟုတ်ဘူးတဲလွန်စားရဲ့လူလည်းတခုမှကြံမှာမဟုတ်တော့ဘူး၆နှစ်ကြာခဲ့ပြီဒါရဲ့ရေရဲပြင်းကြီးက၆နှစ်စာနှင်းနေနေအထက်ထက်ဖုံးကုန်ပြီ အရင်ကတောင်ဆောင်ဖြစ်ခဲ့တဲ့နေရာအခုခါမှာအပြန့်ဖြစ်ရှင်ဖြစ်နေမှာပဲဒါမှမဟုတ်အကွဲချောင်းလည်းဖြစ်ရှင်ဖြစ်နေမှာအရင်ကအကွဲချောင်းရှိတဲ့ခြောက်ကပါအခုခါမှာရေခဲဖုံးလို့ဘာမှမမြင်ပဲဖြစ်ရှင်ဖြစ်နေမှာတားတိလားတားအဲ့မှာဘာမှမတွေ့ရဘူးကံဆိုရင်မေမေဆက်မပြောတော့ပဲစကားကိုရက်ပစ်လိုက်ရင်ကံဆိုရင်ဘာဖြစ်လဲမေ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 အန်ကျွေးကျွန်တော်ကိုဆက်စကားပြောပါသေးတယ်ကံဆိုရင်မေမေမှာယောက်ျားလဲဆုံးတားကိုပါဆုံးသွားနိုင်သေးတယ် မတော်ပါနဲ့တာရဲမမေကိုတနာရဲမတော်ပါနဲ့တောက်မမေထပ်ပြီးမဆုံးရှုံးပြရစီနဲ့တာရဲမမေတစ်ချက်ဆိုင်ငင်ပြီးမျက်ရည်တွေတွေကျတော့အခါကျွန်တော်ရင်ထဲမှာနှင်ငနေနာကျင်သွားသည် မမေကျွန်တော်ကြောင့်မျက်ရည်ကျနေရတာလားသို့တော်မမေအစိုးရင်ကြီးလွနေတာကိုလည်းကျွန်တော်သိနေသည်မျက်စီထဲမှာတာအုပ်ကကို၁၄၅နှစ်အရွယ်လူမမေကလေးလေးလို့ထင်နေတော့မယ်ကျွန်တော်ကချင်းပြည်နယ်သွားလို့ဘာမှဖြစ်မှာမဟုတ်ဘာမှစိုးရင်ပူပန်စရာမရှိဘူး တားကိုမေမေမဆုံးရှုံးရပါဘူးတားဘာမှမဖြစ်ဘူးဒီမေမေတားကိုကြည့်စမ်းပါတားလူကြီးဖြစ်နေပြီလေမေမေဤမျက်ရည်ဆွန်းထင်သောမျက်ဝန်းများပြုံးရည်လာကခေါင်းရမ်း၏ဖဲနယ်လူကြီးဖြစ်ရမှာလေမေမေတားငငယ်လေးရှိသေးတာတားရဲ့ပါနှုတ်ကြော်တာမှွေးတော့ရှိသေးတယ်ဒီရေခဲတောင်ခရီးချမ်းနဲ့တားနေရမဖြစ်ပါဘူးဟာမေမေကလေတားဧည့်သည်တွေနဲ့ adventure tour တွေစွန့်စွန့်စားစားခက်ခဲလိုက်ခဲ့ဦးပါတယ်မေမေရဲ့ဘာမှဆိုရင်မနေနဲ့ဟဲ့ အခုဟာတမန်ခင်းလေးတညက်ခင်းလေးခင်းလေးခြေလင်းလျှောက်ရတာတောင်တက်ရတာမဟုတ်ဘူးသားရဲ့။တရက်ပေါင်းများစွာလမ်းညမ်းကြီးတွေကိုခြေလင်းလျှောက်ရမှာမြစ်တွေဖြတ်ချောင်းတွေဖြတ်တောင်ထဲနေကြောရမှာဆင်းရမှာတက်ရမှာ။တားကိုဖေကားပဲရထားမှာပို့မှာမဟုတ်ဘူး။တားချစ်တော့နဲ့သွေးချင်းချင်းနေအောင်လျှောက်ရမှာ။မေမေရချင်းချောက်လာပါသေး။ကျွန်တော်နဲ့ငယ်အာခန်စွာပြုံးမိသွားသေး။တားဖေးမတန်းစားကိုနှစ်ခေါက်တောင်ဖက်ပြီးသွားပြီမေမေ။ဘာလို့တားကြုံရမယ်ဆိုတော့သိပြီလား။တားခံနိုင်နေ။ ဖြစ်ဖြစ်သွားခဲ့တဲ့နေရာကိုဒါတာမရောက်ခင်ဒါကဖြစ်ဖြစ်ဒါမဟုတ်တော့ဘူး။ဟိုဘာမှမဆိုင်ပါဘူး။မမေမျက်နှာအနှဲငယ်ပြပြောင်းလာပါသည်။ဆိုင်ပါတယ်မမေရဲ့ဖြစ်ဖြစ်နောက်ဆုံးရခဲ့တဲ့မျိုးပေါ်မှာဒါမတ်တက်ရက်ပြီးဖြစ်ဖြစ်နေရာမှာဝင်ကြည့်ရရင်တော်ပြီမမေ။ဒါဂရိပေးတယ်။မမေစီကိုဒါရောက်အောင်ပြန်လာခဲ့မယ်။လုံးဝစိတ်ချမမေ။ဟောဘယ်နဲ့လို့စိတ်ချပါမလဲ။ဒါရဲ့မဖြစ်နိုင်တာတွေ။မမေတားကိုယောက်ျားပီတာစီခြင်းနဲ့ဆို။ဟမ်။တခြားကိစ္စတွေတခြားစံစားကန်းနေနေပဲပီတာ။ လူတယောက်ကယောက်ျားပီတာကိုခါခါဘူရာစီတောင်ထိပ်အထိသွားစရာမလိုပါဘူး။ဟောဗျာ။မေမေဟာတကယ်ကောင်းပါပါလား။ကျွန်တော်လက်လျှော့ရတော့မလို့ဖြစ်သွား၏။အခုကခါခါဘူရာစီတောင်တက်မှာမဟုတ်ဘူးမေမေ။ဒါပေမဲ့အိနာတောင်တွေကိုတက်မှာပဲလေ။အဲ့ဒါကြောက်ဆောင်တွေနဲ့ရေခဲဖုံနဲ့တောင်တွေ။ဒါကစိတ်ကူးရင်နေလို့အဲ့မှာတောင်ကိုဘေးကအားပေးမဲ့လူလည်းမရှိဘူး။တောင်ကိုတွဲခေါ်မဲ့လူလည်းမရှိဘူး။ဒါကခြေလင်းနဲ့တောင်တက်အသိဝင်လည်းမဟုတ်ဘူး။မြို့လူရတောင်တောင်မတက်ဘူးပဲနဲ့။ဒါတယောက်တည်းသတိတွင်နေ ။ဟောဗျာ။ဘသူကတော့မွေးကလေးကအဖော်ပါလို့လည်းမမြင်ရဲ့။တယောက်တည်းပဲကျဲခဲ့ရတာကြီးပဲ။တာဝီတို့တွေကတောင်မတက်ဘူးပဲမယ်။ရွှေကပင်တောင်တက်ဘူးလေ။ပေါ်ပါတောင်မှတက်ဘူးလေ။မတူဘူး။အခုဟာကြောက်တောင်တွေနဲ့နှင်းတောင်တွေ။ဒါမသွားခင်လေ့ကျင့်သွားမှာပါ။နော်မမေ။သွားမယ်နော်။စိတ်မချရင်မမေဖော်ရအောင်လည်းခဲ့။နောက်ဆုံးမှာတော့မမေဒီသူထက်ဆွဲကောင်းမီခေါင်းမာတော့ကျွန်တော်ကိုချွင်းချက်တစ်ခုဖြင့်ခွင့်ပြုလိုက်သည်။ချီလင်းတောင်တဲ့အသင်းဝင်ဖေဖေမိတ်ဆွေတို့ထံမှာ ခင်ကြီးတို့အကူညီအကြံဉာဏ်တောင်းပြီးသူပေးသည့်အကြံဉာဏ်အတိုင်းကျွန်တော်ကလိုက်နာမည်ဆိုလျင်ခွင့်ပြုမိတယ်စိတ်ချမိမယ်ကျွန်တော်လုံးဝလိုက်နာမယ်ဖေဖေအဖြစ်မှန်ကိုသိခွင့်ရဖို့အတွက်ကျွန်တော်ဘာပဲလုပ်ရလုပ်ရလုပ်မည်ဘယ်သူ့ကိုပဲတွားမေးရမေးရမေးမည်ဘယ်သူ့ကိုပဲရင်ဆိုင်ရပါစေကျွန်တော်မကြောက်ပါဖေဖေဘာဖြစ်လို့ထူးဆန်းစွာပြောက်ွယ်သွားခဲ့တာလဲအဲ့ဒါကိုပဲကျွန်တော်သိချင်နေမိသည် ြင်လင်းရေးပြင်အထက်ပေ480ညချင်းနာတို့ကျွန်တော်တခါမှမရောက်ဘူးပါကျွန်တော်သွားသည်များနေရာတို့ဒီထက်ခါတလဲလဲပကံမန်းလေးရှမ်းပြည်ရန်ကုန်ပဲခူးကြိုက်တီယူတခါတရန်စစ်တွေမြောက်ဦးဒါပဲကျွန်တော်ခီးရှင်တွေမှာညချင်းနာတခါမှမပါခဲ့ယခုတော့ကျွန်တော်ဒီကချင်ပြည်နယ်သို့ရောက်ခဲ့ပြီညချင်းနာမြို့ဒီကျွန်တော်အား6တွေ့စွာကြိုးစိုးလာသည် ခရိုင်ခီးတွေမှာကလေစိမ်းမထွက်ထွက်ချင်းလာကြုံမိကားနဲ့ကားမောင်းသူကအဆင်သင့်ဆောင်နေခဲ့သည်။ယခုအခါကျွန်တော်ကိုစောင့်ကြုံနေမိသူဘယ်သူမှမရှိ။ခရီးစဉ်အစအဆုံးကြိုတင်စရာဆွဲထားသည့်အစီအစဉ်မပါဘဲပထမအဦးဆုံးအကြိမ်ခရီးထွက်ရခြင်းဖြစ်သည်။တော်တော်လွတ်လပ်၏။သို့သောခီးသွားကုမ္ပဏီအခုအညီအစီအစဉ်မပါဘဲအစအဆုံးကိုရိုင်းစီစဉ်ရသဖြင့်အနည်းငယ်ပင်ပန်းလေသည်။ရန်ကုန်မှဘူတာဟုတို့လည်းလက်မှတ်တရရွေယူလို့မရ။မြေကျင်းသားထီသာလက်မှတ်ရသည်။ ူတာကိုလက်မှတ်ကိုမြစ်ကျင်းနာရောက်မှာဝယ်ယူရမည်ဖြစ်သည်။အဲမန်နလေးလေးချောင်းလိုင်းလည်းမြစ်ကျင်းနာတို့မပြေးရန်ကုန်အဲဝေးလည်းမပြေးမြမလေးချောင်းလိုင်းယူပြီးတခုတည်းသာကြီးဆွဲသည်။မြစ်ကျင်းနာလေးစိတ်သူစင်သက်ချင်းသည်နေ့လယ်၁၂နာရီမွန်းတက်ချင်းဖြစ်သည်။ဧပြီလနောက်ဆုံးပတ်၏မွန်းတက်နေ့သည်လေရင်ဝင်းမြေပြင်ကိုအငွေ့တစ်ထောင်းထောင်းထအပူပြင်း၆တွေ့စီလျက်ရှိသည်။အပူသည်ကျွန်တော်ဝါကင်ရှူရာပါဗျာကိုဖောက်လျက်ကျွန်တော်ခြေပေါ်သို့လာကူးဆက်နေသည်။ ခရင်ပေါ်ပေါ်ပါပါသာခရီးထွက်ဖြစ်တော့ကျွန်တော်ဒီဒီတစ်ခါတော့ကြော်ဖို့အိတ်တိတ်တာမကတော့ပဲချက်ကင်ဝင်းစည်းစလဲတက်တာနှလုံးမှာအပူပါခဲ့တယ်ထိုတက်တာထဲမှာတော့ရှေးဆရာမြေခရီးတွေလိုဝဲမြေသုံးဆောင်ပစ္စည်းများဤတဝက်ကြော်ကြော်ပါဝင်နေသည်အရခင်းလုပ်ရန်ဖြောင်းမစိုးအတင်းဆောက်လုံးနိုင်သောမိုးကတဲတော်ရဲရင်မီးဖို့အဖြစ်အသုံးပြုရန်ဒီဇင်မီးဖို့အသေးစားလေးတစ်လုံးမိုးကဤညီရှိအရေးပေါ်တော့ရန်ခရီးစစ်အသွင်းမီးရဲ့နန်းနေတယ်မီးချင်မကရန်ပိုးမကာခွေသည်လင်းစီ သို့တော်အထိုးစေးဘူးသည်ကချေပြည်နယ်ကပုံမှားများကိုတော့မကာကွယ်နိုင်ပါဟုသိရသည်ပရွက်စိတ်ကြီးများမှတ်ချင်ကြီးများထက်ပို၍ဆိုသည်ကကျွတ်များဖြစ်သည်ဟုဖိဖိမတန်းနေတွင်ဖတ်ခဲ့ရပါသည်တက်တာရွေးယူပြီးနောက်ပန်းဆွတ်ဟိုတယ်သို့ထွက်လာသောအချိန်မှာ12နာရီ30မိနစ်ရှိနေပြီကျွန်တော်လေမမအစားစာကိုချင်းများတဲ့သူဖြစ်ပြီးတော်တော်စာလောင်မှုတိတ်နေပြီပထဝီဝင်ဘာသာရက်ကိုညံ့ခဲ့သည့်ကျွန်တော်သည်မြစ်ကြီးနားကိုတောင်ပေါ်မြို့တစ်မြို့အဖြစ်အထင်ရောက်ခဲ့မှု၏ ကချင်ပြည်နယ်ဤတောင်စင်တောင်နှမ်းများနှင့်ရောနှောကမြင်ပြလိုက်ခြင်းဖြစ်သည်တကယ်တမ်းဤမျိုးတို့မလွဲမသွေပတ်သက်ဖြတ်ကျော်ရမည်ဆိုတော့ခါမှမြစ်ကြီးနားမျိုးဟူသည်မှာမြစ်ကြီးနားလွင်မြင်ဤမြောက်ဖက်အစွန်ရှိမြို့တစ်မြို့ဖြစ်ကြောင်းသိရတော်သည်မြစ်ကြီးနားသည် ပင်လယ်ရေပြင်အထက်ပေ၄90သာမြင့်သောမြို့တစ်မြို့ဖြစ်သည်မြစ်ကြီးနားမှာကျွန်တော်နှစ်ညအိပ်ရသည်အเจ้าမှာပူတာအိုတို့သွားမိလေရင်သည်တနင်္ဂနွေနေ့မှသာရှိတော်ကြောင်းဖြစ်သည်ဟိုတယ်မှာဖြစ်စီချပြီးနောက်ကျွန်တော်နေ့လယ်စာထွက်စားသည် မြကျင်းနာစီအနီးတိုက်တန်းရှိတရုတ်စားတော့ဆိုင်တစ်ဆိုင်မှာဖြစ်သည်အစားတော့ကောင်းမကောင်းမသိဘသူ့ကိုမှလည်းမင်းမကြည့်မိခဲ့ပဲရှောက်ကြည့်ရင်ဆိုင်နံပါတ်မမြင်ရင်ရွေးလိုက်ခြင်းဖြစ်သည်ဆိုင်နံပါတ်ကညာနနာတဲ့ထို့အမည်မှာကျွန်တော်ပထမနှစ်တုန်းကပုံမှန်ကိုကြိုးစားခဲ့ပြီးတော့ကောင်းမလေးတယောက်ကြီးအမည်ဖြစ်နေသည်ထို့ကြောင့်ဝင်စားလိုက်ပါသည်သိမစိုးပါတိုးတော်ညစာအတွက်ထက်လာပြဖို့ဆွဲဆောင်နိုင်လောက်အောင်တော့လည်းမကောင်းပါနေ့လယ်စာစားပြီးမှပူတာကိုလေရင်လက်မှတ်အတွက်လေရင်ယုံသူသွားပါသည် လေရင်တဲ့ဖြင့်လက်မှတ်တွေခက်ခဲသည်မှာထုံးစံဖြစ်သည်သို့တော့ကျွန်တော်အတွက်တော့ခက်ခဲမရှိပါရန်ကုန်ကကျွန်တော်လိုက်နေကြခီးသွားကုမ္ပဏီမှာပေးလိုက်တော့အကြံဉာဏ်အတိုင်းလိုက်နာဆောင်ရွက်တော့ကြောင်ဖြစ်သည်အဖီးစီပြင်ဝယ်ပါတယ်ညကြီးနာမြို့တွင်ဘူတာအိုလေရင်ဆောင်နေရင်နားရတော့နှစ်ရက်တွင်ကျွန်တော်ဒေသန္တရဘဟုသူတာအတွက်မြို့တခွင်သို့အငှားကားဖြင့်လည်ပတ်ပါသည်မြကျိနာမြို့တွင်ပထမဆုံးကျွန်တော်ကိုဆွဲဆောင်ကြရမှာဒုတိယကဘာစီတွင်ကဖောက်ခဲ့သောနာမည်ကျော်လီဒိုလမ်းမကြီးဖြစ်သည် အကယ်၍သာကျွန်တော်ဧည့်သည်တွေကိုမြကျင်းသားမျိုးစုလိုက်ဖို့ရမည်ဆိုရင်ဒီလိုလမ်းမအကြောင်းမလွဲမသွေပြောပြပြင်မည်ဒုတိယကမ္ဘာစစ်တွင်ဂျပန်တို့ကိုမဟာမိတ်တပ်များကထိုးစစ်ဆင်ရန်ဖောက်ခဲ့သောလမ်းမဖြစ်သည်အိန္ဒိယအာတန်နှင့်ဘင်္ဂလားနယ်တို့၏မိရထားလမ်းစုံဖြစ်သောလီဒိုမအစပြု၍ဖောက်ခဲ့သည်ဟုဆိုပါသည်လီဒိုလမ်းသည်ပက်ကွန်တောင်တန်းကြီးကိုဖြတ်ကျော်ပြီးဖောက်ထားခြင်းဖြစ်သည်ထိုလမ်းမကြီးသည်အေရီမြစ်ကိုလည်းဖြတ်ကျော်ခဲ့သည်နမေကျော်လီတို့လမ်းမကြီးသည်ယခုအခါခက်ကြမ်းကြမ်းလမ်းဟောင်းတစ်ခုသာဖြစ်နေသည် ညကြီးနာမျိုးမှာကျွန်တော်တို့လူဧည့်သည်များစိတ်ဝင်စားစရာဘာတွေရှိသလဲဟုကျွန်တော်အငှားကားမောင်းသူကိုမေးမိသည်ပထမဆုံးသူကကရီနိုအပန်းဖြေစခန်းဟုပြောသည်ဒုတိယမြစ်ဆုံဟုပြောသည်မြစ်ဆုံကိုကျွန်တော်လည်းစိတ်ဝင်စားပါသည်အရာရီမြစ်ဟုဖြစ်ပေါ်ရန်မေခမြစ်နှင့်မလီခမြစ်တို့ပေါင်းဆက်ဆက်သွယ်မိကြသောနေရာပထဝီလည်းလှသည်မြစ်ဖြစ်ပေါ်ပေါ်နောက်ခံသမိုင်းလည်းလှသည်တဘာဝအနေထားလည်းတော်တော်လှပါသည်တတိယအဖြစ်ကြားအုံများဟုပြောသည် ကျွန်တော်အနေနဲ့ရေးချင်သွားပါသည်ဒိဆာမရှိဘူးဗျပြားအောင်နေတော့ကျွန်တော်မကြည့်တော့တခြားပါလေရှိသေးလဲမနှောခွင့်ရှိတယ်အာကောင်းတယ်ကျွန်တော်မနှောခွင့်အောင်စိတ်ဝင်စားတယ်နောက်တနေရာကကချင်ချင်းညက်ရေးအဖွဲဌာနချုပ်ဗျကျွန်တော်အနေငယ်လမ်းသွားသည်ဟာဒါတော့မဖြစ်ဘူးထင်တယ်ဗျကျွန်တော်တနက်တွေတနက်တွေမကြည့်ရဘူးထိုအခါကားစရာကရင်မောပါသည်တနက်တွေကိုခမရမြင်ရင်လို့တောင်မြင်ရပါဘူးဗျာအစကိုကြီးပဲမြင်ရမှာဒါဆိုလွတ်သွားတာပေါ့ဗျာ ကြီးနားမြို့ရီလမ်းများသည် အတော်အသင့်ကျဉ်။ကျင်းနယ်မြို့တော်ဟူသော အင်္ဂါရက်နေ့ညအောင်မယ်လမ်းတွေအားတန့်ရှင်း။ကျွန်တော်ကပြောင်းအုံတွေကိုမကြည့်တော့ပါဘူးဟုပြောထားတော့လဲ။စေတနာပို့သောကားစီယာသည် ကျွန်တော်အားပြောင်းအုံတွေရှိရာရေစင်ကြီးရှိရာလမ်းမှမောင်းလျက်ခေါ်သားခဲ့သည်။ခမည်းရဲ့ညာဘက်ကရေစင်ကြီးမှာလည်းပြောင်းအုံတွေဘယ်ဘက်ကတစ်မင်ကြီးပေါ်မှာလည်းပြောင်းအုံတွေကြည့်လိုက်။သူကကားကိုဖြည်းဖြည်းမောင်းသွားရင်ကျွန်တော်ကအသိပေးပါသည်။ကျွန်တော်သူ့စကားကိုလိုက်နာပြီးဟိုဘက်ဒီဘက်လှည့်ကြည့်လိုက်ပါသည်။ကျွန်တော်အံ့ဩသွား၏ ပြောင်းတွေကိုကျွန်တော်မြင်မှုပါသည်ထို့သောဒီမြကြီးမှပြီးဒီမြများပြားသောပြောင်းကြီးများကိုတော့မမြင်မှုပါကျွန်တော်အံ့ဩသောဟန်ကိုကြည့်ပြီးကားဆရာကျေနပ်သွားပုံရသည် သူပြောနေသည်မြကြီးနဲ့မှာပြားရီပေါ်မယ်ထင်တယ်ဗျကျွန်တော်မှတ်ချက်ချမိသည်ပေါ်တယ်ဒါပေမဲ့မြကြီးနဲ့အထွက်တဲ့ပြားရီတော့မဟုတ်ဘူးကချင်တောင်တန်းနေစီရလာတဲ့ပြားရီဗျမချီဥတွေကိုပြားရီထဲမှာစိတ်မိသားလာတာတွေလည်းရှိတယ်မချီဥဆိုအလွယ်လွယ်ပြောရင်အသက်ရှည်စေပေါ့ဗျာသူ့ကိုစားရင်တကယ်အသက်ရှည်သလားရှည်မှာပေါ့ ယောဂါတော်တော်များများသတ်သာနေတဲ့ဆေးလို့ပြောတယ်။ဒီကတာမောသားတွေကမချစ်ဦးနဲ့ခန်းနောက်မြစ်ပဲဆေးလုပ်ပြီးစားကြတာသူတို့အသက်ရှည်ကြပါတယ်။မြစ်ကြီးနားဆရာအတက်တင်ကောလိနေမြစ်ကြီးနားကောလိကိုလည်းကားဆရာပြပေးပါသည်။ထို့နောက်ကြီးမားပြီးခန့်ညာလာပါတော့အဆောက်အုံကြီးတစ်ခုကိုခြံဝိုင်းကျယ်ကျယ်ထဲမှာလှမ်းမြင်ရသည်။အချိန်ငယ်ငယ်ကြီးအဖွဲထာနာချုပ်ဖြစ်သည်။ကားဆရာပြောသလိုပဲဘာလက်နဲ့ကင်တက်တာမှမရှိ။ဘာလက်နဲ့မှမရှိ။ဝင်ထွက်သွားလာနေသော လူတွေလည်းမရှိ။အဆောက်အုံတသက်ပဲဖြစ်သည်။ မနှောခွင်းကတော့ကျွန်တော်ကိုတခဏဖန်းစားညှို့ယူနိုင်ခဲ့သည်။ကွင်းမြင့်ကျဲကြီးမှာရောင်စုံမနှောတိုင်းများစိုက်ထူထားပုံကစိတ်လှုပ်ရှားပွဲကောင်းလာသည်။ကြက်ချေကတိုင်းနှစုံထဲ့တဲ့သုံးစုံပြီးခဲ့တဲ့ဇန်နဝါရီဒီကွင်းမှာအကြီးကျယ်ဆုံးမနှောဝဲကြီးလှုပ်ခဲ့သေးတာဗျ။အဲ့တော့ခမရလာခဲ့ဖို့ကောင်းတာငငယ်သားတွေဆိုအများကြီးလာကြတာတပုတ်နေလဲရိုက်ကြတယ်။နှစ်တရာပြေမနှောပွဲတုန်းကကျွန်တော်ရခိုင်ပြည်နယ်သို့ရောက်နေပါသည်။ဒီရက်ဘက်ကိုကျတော့စီတာပူလို့ခေါ်တယ်ဗျ။စီတာဘူးဟူသောနာမည်ဒီကျွန်တော်နှစ်မစိမ့်ပါ။ ခဏခဏကြားဖို့နေသောနာမည်ဖြစ်ပါသည်။သို့သောထိုစီတာပူသည်မြစ်ကြီးနား၏ရက်ကွက်ဖြစ်နေလိမ့်မည်ဟုတော့မထင်ခဲ့ပါ။နေသည်ကျွန်တော်မခုံနောက်မှလွန်၍နောက်ကျောစီသို့ရောက်လာခဲ့ပြီ။မနှောရိုက်များပေါ်တွင် နေရောင်တင်နေသောမြင်ကွင်းကိုဒီထက်ကြာကြာကျွန်တော်ကြည့်ကျင်သေးတော့လဲ။ Greenor ပန်းဖြစ်စကန်သို့နေမဝင်မီရောက်မှကောင်းပြီဟုကားဆရာပြောပါသည်။ထို့ကြောင့်ကျွန်တော်သိစိတ်ဝင်စားလာတော့အပန်းဖြေစကန်ဟူသည့်နေရာသို့ဆက်လက်ထွက်ခွာလာခဲ့ရပါသည် နာဆင်ပေးကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်။အပိုင်းလေးကိုလည်းဆက်လက်ဆောင်မြန်းနာဆင်ပေးပါဦးနော်။